ဘာမရဲ့ပေါင်ကြံတန်ရာကမပေါ်တင်တော့ဘူးဒီလိုမျိုးစနစ်တကျမကုရင်ကစားမဘွားကိုထိကြိုင်လာနိုင်နေပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာဘလူးလိုင်းကင်ကတင်ဆက်နေပါတယ်ချယ်ဆီတင်ရဲ့အဓိကကစားမကိုးပါမှာကပေါင်ကြံတန်ရာရရှိခဲ့တာပါအိတန်ရာကထင်ထားတာတပိုးဆိုးတဲ့အခြေအနေဖြစ်နေပြီးတော့အနည်းဆုံး6ပတ်လောက်တော့အနားယူရမယ်လို့သိရပါတယ်ချယ်ဆီရဲ့နီပြအန်ဇိုမာရက်စ်ကကာရိုဒီတန်ရာကိုစီမံခန့်ခွဲနေပြီးတော့ခွဲစိတ်မှုလိုအပ်မလားဆွေးနွေးနေကြပါတယ်ပေါင်ကျန်ကြွက်သားတွေ Attack Talks တွေကခနာကိုရဲ့တည်ငြိမ်မှုနဲ့လှုပ်ရှားမှုကိုထိန်းသိမ်းပြီးတဲ့အဓိကကြွက်သားတွေဖြစ်ပါတယ် ။တပန်းဖို့ပေါင်ញံကြွက်သားနဲ့တင်ပါကြွက်သား hip flexors ကြားမှာမညီများမှုဖြစ်နေတော့ဒဏ်ရာဖြစ်နိုင်ခြေပိုများပါတယ်။ဘာမှလို့လူငယ်ကစားမတွေမှာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမပြည့်စုံသေးတာကလည်းဒဏ်ရာဖြစ်ပေါ်နိုင်ခြေကိုတွေးမြင်စေပါတယ်။ဘောလုံးပွဲစဉ်တွေမှာယုတ်တရက်ဥတီယာပြောင်းလဲမှုဥပါပြင်ဘောလုံးလှည့်ပတ်ကစားရေးနဲ့ဥတီယာပြောင်းလဲခြင်းပြင်းထန်တဲ့ဘောလုံးကန်သွင်းမှုတွေကပေါင်ញံကြွက်သားတွေပေါ်မှာဖိအားများစွာနဲ့တက်ရောက်ရှိပါတယ်။ပါမကချေစီရဲ့တိုက်စစ်မှုတိုးဝင်နေတဲ့ဖန်တီးမှုနဲ့ကိုတင်းမှုတွေမှာအဓိကပါဝင်နေရတာကြောင့်ပဲအဲ့လိုလှရှားမှုတွေကသူ့ရဲ့ပေါင်းချင်းဧရိယာကိုထိခိုက်စေခဲ့တာဖြစ်နေပါတယ်။ ်ချက်စီလိုထိတန်းသင်းနေမှာကစားမတွေကပရီးမီးယားလိဖလားပြိုင်ပွဲတွေဥရောပပြိုင်ပွဲတွေမှာပွဲစဉ်များစွာကစားရတတ်ပါတယ်။အလုပ်ပွဲစဉ်ပေါင်းများစွာအင်အားလုံခြုံသုံးဆွဲမှုနဲ့အားယူခြင်းမလုံလောက်ခြင်းကပေါင်ကြံတရားဖို့ဖြစ်ပေါ်နိုင်ခြင်းကိုတွေးမြင်စီပါတယ်။ပါမကချက်စီရဲ့အဓိကကစားမဖြစ်တာကြောင့်ပွဲစဉ်များစွာကစားနေရတာကတရားဖြစ်ပေါ်မှုကိုမြင့်တက်စေခဲ့တာဖြစ်နိုင်ပါတယ်။ပေါင်ကြံတရားကယခင်ကတရားရရှိခဲ့တဲ့နေရာမှာထပ်မံဖြစ်ပေါ်တတ်ပါတယ်။ကျော်ရုံးနဲ့ပေါင်ကျန်ကြွသားရဲ့အမညီများမှုဒါမှမဟုတ်ရခင်တရားတွေကိုကောင်းစာမကုသဖြစ်ခရင်တရားတွေပြန်လည်ဖြစ်နိုင်ကြေပုံပုံများပြပါတယ် ပါမရဲ့တန်ရာကအခင်တရားနေရာမှာပြန်လဲထိခိုက်နိုင်ခြင်းဖြစ်နိုင်ပြီးတော့ဒါကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့လက်ကျင့်မှုပုံစံတွေကြောင့်ဖြစ်ပေါ်လာခဲ့တာဖြစ်နိုင်ပါတယ်။ပါမလိုလူငယ်ကစားမတွေကထိတ်တန်းသင်းနေမှာကစားရင်းနဲ့ပြင်းထန်တဲ့လက်ကျင့်မှုတွေပွဲစဉ်ဖိအားတွေရင်ဆိုင်ရတတ်ပါတယ်။အဲ့လိုဖိအားတွေကပေါင်ကြံကြွက်သားတွေပေါ်မှာဖိစီးမှုများစွာဖြစ်ပေါ်စေပြီးတော့တန်ရာဖြစ်နိုင်ခြေလဲတိုးမြင့်စေပါတယ်။ချက်စီးရဲ့ပြိုင်ပွဲများစွာပေါင်ရတဲ့ချင်းစရာကလည်းတန်ရာပြဿနာကိုမြင့်တက်စေခဲ့ပါတယ်။ပေါင်ကြံတရာကကစားမတွေရဲ့ဆွမ်းဆောင်ရည်ကစားချိန်နဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုထိခိုက်နိုင်စေပါတယ်။ ်ဗမာရဲ့တန်ရာကเชลซีအသင်းရဲ့တိုက်စစ်ပိုင်းဆိုင်ရာအင်အားကိုထိခိုက်စေနိုင်ပြီးတော့သူ့ရဲ့ကစားမပွားပေါ်မှာတရားမရှိနိုင်ပါဘူး။ပေါင်ရတဲ့ရာကပြေးလွှားမှုဘောလုံးကန်တင်မှုနဲ့ဥတီယာပြောင်းလဲမှုတွေကိုထိခိုက်စေနိုင်ပါပြီ။ဗမာရဲ့ကစားဘုံကဖန်တီးမှုနဲ့ကိုသိနိုင်စွမ်းကိုအားကိုးနေရတာကြောင့်တန်ရာကြောင့်သူ့ရဲ့စွမ်းဆောင်ရေးကြဆင်းမှုဟာเชลซีရဲ့ပွဲစဉ်ရလဒ်တွေကိုထိခိုက်စေနိုင်ပါပြီ။တန်ရာကကစားမရရဲ့ယုံကြည်မှု confidence နဲ့စိတ်ခံစားချက် mental stage ကိုထိခိုက်စေနိုင်ပါပြီ။ဗမာလိုလူငယ်ကစားမရတွေကအသင်းရဲ့အဓိကကစားမအဖြစ်ဖိအားများစွာရင်ဆိုင်နေရတာကြောင့် တရားကြောင့်ဆိတ်တဲ့ကြောင့်မှုဖြစ်ပေါ်နိုင်ပြီးတော့ပြန်လည်ကစားချိန်မှာစွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်ပါတယ်။ပေါင်းညာနေရာကိုဂရုစိုက်ဖို့အတွက်ချက်ချင်းအားယူမှုဈေးဘက်ဆိုင်ရာကုသမှုနောက်ပြီးပြန်လည်တန်ဆွမ်းရေးလုပ်ငန်းစဉ်များစွာလိုအပ်ပါတယ်။တရားရှိချိန်မှာပေါင်းညာကျွတ်သားတွေကအနားယူဖို့လိုအပ်တာဖြစ်ပါတယ်။ဒါကကျွတ်သားတွေပေါ်ဖိအားထက်မှန်တရားမှုလျှော့ချပြီးတော့ရောင်ရမ်းမှုနဲ့အနာကျင်းမှုကိုထိန်းချုပ်ဖို့ကူညီပေးပါတယ်။ပေါင်းမရတရားမှာချက်ချင်းအားယူမှုကပြန်လည်တန်ဆွမ်းရေးလုပ်ငန်းစဉ်ရဲ့ပထမအဆင့်ဖြစ်ပါတယ်။ RICE မှတ်သက်အသုံးပြုခြင်းလိုအပ်မှာဖြစ်ပါတယ်။ ် RICE method ဆိုတာက rest ice compression evaluation ဖြစ်ပြီးတော့ပေါင်ကြံတရားကိုကုသရမှာအသုံးများတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ rest အနားယူခြင်းမှာတော့ပေါင်ကြံကြွက်သားတွေကိုလှုပ်ရှားမှုမလုပ်ဘဲနဲ့အနားပေးဖို့ဖြစ်ပါတယ်။ ice ရေခဲထက်ကုသခြင်းဆိုတာကတော့တရားနေရာမှာရေခဲအိတ်ကို7မိနစ်15မိနစ်ခန့်တင်းပြီးတော့ရောင်ရမ်းမှုနဲ့အနားကျင်းမှုကိုရှော့ချဖို့ဖြစ်ပါတယ်။ compression ဖိအားပေးကုသခြင်းဆိုတာကတရားနေရာကိုပတ်တီးဖွင့်ဖိအားပေးပြီးရောင်ရမ်းမှုကိုထိန်းချုပ်ဖို့ဖြစ်ပါတယ်။ evaluation မျှကုသခြင်းဆိုတာက ပေါင်ကြံနေရာကိုနှလုံးဆင်းထက်မြင့်ထားပြီးတော့ တွေးစီစစ်မှုကိုရှင်းချဖို့ဖြစ်ပါတယ်။ပါမရဲ့တန်ရမှာ RNC မတ်သက်ကိုချက်ချင်းအသုံးပြုဖို့လိုအပ်ပြီးတော့ဒါကရောင်ရမ်းမှုနဲ့နာကျင်မှုကိုရှင်းချပေးနိုင်ပါတယ်။ပေါင်ညာတရားရဲ့ပြင်းထန်မှုပေါ်မူတည်ပြီးတော့ဆရာဝန်နဲ့တိုင်ပင်ကုသမှုလိုအပ်ပါတယ်။ပါမရဲ့တန်ရကထင်ထားတဲ့ပုံစိုးတဲ့အခြေအနေမှာရှိတာကြောင့်ခွဲစိတ်ကုသမှု surgery လိုအပ်မလားဆိုတာကိုဆရာဝန်တွေကစစ်ဆေးနေကြပါတယ်။ဒါမှမဟုတ်ရင်လည်းနာကျင်မှုတက်တာစေတဲ့ဆေးဝါးများ pain relievers နဲ့ရောင်ရမ်းမှုလျှော့ချဆေးများ anti inflammatory drugs တို့ကိုအသုံးပြုနိုင်ပါတယ်။ physiotherapy ကုရုံးကိုလည်းအသုံးပြုဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့အာဟာရဓာတ်နဲ့အနားယူမှုကိုလည်းတည်ချစွာစီမံခန့်ခွဲရမှာဖြစ်ပါတယ်။ဘာပဲပြောပြောဒီဗီဒီယိုလေးကချယ်ဆီပရိသတ်တွေအတွက်သုတရရတာတစ်ခုခုရနိုင်မှုမျိုးလေးပါတယ်။ထပ်မံပြီးတော့သိချင်တာရှိရင်လည်း comment ကနေပြောပြပေးသွားကြလို့ရပါတယ်ညာ။ဆုံးနေလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ညာ။